မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ဟာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့်ဧပြီလ18ရက်နေ့မှာတွေ့ဆုံသွားဖို့ရှိနေတဲ့အကြောင်းမလေးမေးသတင်းတစ်ပုဒ်မှာဖော်ပြပါဗါတယ်။အဲ့ဒီတွေ့ဆုံမှုမှာတော့မြန်မာနိုင်ငံရဲ့လက်ရှိအပြစ်ခတ်ရစဲရေးကိုတည်တံ့တိုးဖို့အတွက်စစ်အုပ်စုကိုတိုက်တွန်းတာတွေအပါအဝင်တခြားသောကိစ္စရပ်တွေကိုဆွေးနွေးသွားဖို့ရှိနေတယ်လို့ဝန်ကြီးချုပ် အန်နဝါကပြောပါဗါတယ်။မလေးရှားဝန်ကြီးချုပ်အနေနဲ့စစ်ကောင်းဆောင်နဲ့တွေ့ဆုံမှုဟာပထမအကြိမ်ဖြစ်ပြီးအာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုအတွက်ဘုံသဘောတူညီချက်၅ရပ်ကိုကတိကဝတ်ပြုထားပေမဲ့ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတသက်နဲ့သာကျင်းပတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ဒါအပြင်မြန်မာငလင်ပင်နဲ့ပတ်သက်ပြီးတော့မလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီဆေးရုံအပါအဝင်အကူအညီတွေဆက်လက်ပေးရသွားဖို့အစိုးရအဖွဲ့ကသဘောတူထားကြောင်းသူကပြောပါတယ်။မြန်မာနိုင်ငံမှာစစ်စင်ရေးတွေရပ်ဆိုင်းထားမှသာအကူအညီတွေပေးရမှာဖြစ်တဲ့အကြောင်းကိုလည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့အနဝါကပြောဆိုခဲ့ပါတယ်ခင်ဗျာ။